ဆိုတဲ့အတွေးလေးဝဲလာတဲ့အချိန်မှာတန်တိပြပါကြီးကပြုတ်ခနဲ့ရောက်လာတယ်။အဲဒီလိုရောက်လာတယ်ဆိုတာပြမပြင်မနေတဲ့ဓမ္မရဲ့ခန္ဓာကိုယ်မဟုတ်ဘူး။သူပြရောက်ရင်ရုပ်ချမ်းဖန်ဆင်းလာခဲ့ရတယ်။ဖန်ဆင်းလာပြီးတော့မြတ်စွာဘုရားရှေ့မှာလက်ဝဲဘက်ဒူးကမြေကြီးကိုထောက်ပြီးတော့တရားဘက်ကဘုဆိုးတိုင်းထိုင်တာပေါ့နော်။ ဒုတိယဘက်ထောက်ပြီးတော့ဟောဆိုတိုင်းထိုင်ပြီးလက်ဥချီပြီးဘုရားကိုရှောက်တာနိဗ္ဗာန်တကားကြီးဖွင့်တော်မူပါဆိုအဲ့ဒီမှာဟောဆိုတိုင်းထိုင်လို့ရအောင်ကဗြမာရဲ့ခန္ဓာကိုယ်အစ်စ်နဲ့ဆိုရင်ထိုင်လို့မရတခါတော့ကဟတ်တကဆိုတဲ့ဗြမာကြီးရဲ့လူပြေလာဘုရားရှိရောက်ပြီးတော့သူကသူလာလိုက်တာကဗြမာပြေကရုပ်ပုံလွာတိုင်းသူကဒီလာတယ်လာပြီးတဲ့အခါဘုရားရှိမှသူက ရက်မတို့ကြိုးစားတာရက်လို့မရဘူးတဲ့မြုပ်မြုပ်ဝင်သွားတယ်။ဘာဖြစ်လို့ရက်လို့မရတာလဲဆိုတော့ပြမာရဲ့ခန္ဓာကိုယ်ကလူပြေကပြေလွာတွေပေါ်မှာဆောင်းလေးပေါ်မှာရက်လို့မရဘူး။တရေကကြည့်ဘူးကြလည်းပဲတရေတွေကကြည့်နိုင်ရည်တွေဘာတွေမှာသူတို့မှအကာအကွယ်မဖြစ်ဘူးမလား။ အဲ့ဒီဇမားကလည်းရုပ်ချင်းရုပ်ချမ်းဖန်ဆင်းမထားလို့ရှိရင်ဒီမြေပေါ်မှာသူရက်လို့မရအဲ့ဒီမှာမြတ်စွာဘုရားကတတိပေးတာအေးရုပ်ချမ်းဖန်ဆင်းလိုက်ရုပ်ချမ်းဖန်ဆင်းလိုက်ဆိုမှအဲ့ဒီကြတော့မှရုပ်ဖန်ဆင်းမှဘုရားရှေ့မှာရက်ပြီးတော့ဘုရားကိုအယုသိပေးလို့ရတာအနုဘုဆိုသူရက်လို့မရဘာဖြစ်လို့ရက်မရတော့ဆိုတိတ်တိတ်မွေ့တယ်သူတို့ခန္ဓာကိုယ်အခိုးမွေ့လို့ဖြစ်တယ်ရက်လို့မရဘူး ြောင်းလို့လူတွေရဲ့အတင်တရံသဘောမျိုးရုပ်ချမ်းခံစင်လိုက်တဲ့အခါမှာရပ်လို့ရတယ်ဆိုတဲ့စကားတွေကိုထောက်ထားလို့ရှင်အေးသိခင်မြတ်စွာဘုရားနဲ့အဘိဓုဆိုတဲ့အက္ခတာဝကအက္ခမဟာတာဝကတို့ဟာပြမတိကိုစိတ်တကမဏလို့ခေါ်တဲ့စိတ်နဲ့ကြွသွားလိုက်တာဟုတ်ဆိုရောက်သွားကြတယ်ချက်ချင်းရောက်သွားတယ်ရောက်သွားတဲ့အခါမှာပြမပြင်းနဲ့တင့်တော်တဲ့ရုပ်ကိုဖန်ဆင်းပြီးတော့ရောက်သွားကြတာ ရောက်တဲ့ဆိုရင်ပဲပြမာရီဟာဝိုင်းအောင်ပြီးတော့ဖះနဲ့ရဟန္တာကြွလာတယ်ဆိုတော့ဝန္တာအာယာနဲ့ဆွပြီးတော့ရောက်လာရတယ်ပေါ့တရက်တို့ရောက်လာတဲ့အချိန်မှာပြမာရီမှာလည်းဗုဒ္ဓဘာသာပြမာဘုံမှာအဆင့်30ရှိတယ်လူတွေမှာလူတွေရဲ့အဆင့်အတန်းရှိတယ်လို့ပြမာပြမာလည်းပဲအဆင့်အတန်းရှိတယ်ဒီအဆင့်အတန်းဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ်အစင်တန်းဆိုတာရှိနေတာလူတွေရဲ့အစင်တန်းမခွဲခြားရဘူးလို့ပြောတဲ့နိုင်ငံမှာလည်းအစင်တန်းရှိတာဟောသူတို့မခွဲခြားရဘူးဆိုတာဒီအပြောကလေးနဲ့မခွဲခြားရဘူးလို့ပြောတယ် discrimination ဆိုတာမလုပ်အောင်ပေါ့လေလူလူချင်းတူတူပဲသူတို့ တဘာဝကပေးတဲ့ခွဲခြားမှုဆိုတာတော့ရှိကိုရှိလူတွေမှာတဝူးနဲ့တဝူးဟာလားအကျင့်စာရိတ္တကောင်းတဲ့လူရှိတယ်အကျင့်စာရိတ္တမကောင်းတဲ့လူရှိတယ်ပညာထက်တဲ့လူရှိတယ်ပညာနှိမ့်ကြတဲ့လူရှိတယ်မရှိပေဘူးလားအေးအဲ့ဒီလိုတဘာဝပေးထားတဲ့အဆင့်အတန်းကတော့ဘယ်လိုမှဖြောက်လို့မရပြမပြေပါလည်းပဲလူပြည်တုန်းကလောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုချင်းမတူသည့်အတွက်ကြောင့် ပြမပြမအဆင့်30ရှိတယ်တဲ့ပထမဇာပြမပြမနံပါတ်1ကမဟာပြမပုဆိုးတဲ့ပြမကြီးအမတန်တကူးကြီးတယ်သူကအဲ့ဒီပြမကြီးကမြင်မြင်လို့မြင်ရတာမဟုတ်ဘူးပြမတွေကသူ့ရဲ့တဆင့်နိုင်တဲ့ပြမကပြမပရောဟိတလို့ခေါ်တယ်အဲ့ဒီမြမပရောဟိတတဲ့တဆင့်နိုင်တဲ့မြမကြတော့မြမပါရိသ္ဆာလို့ခေါ်တယ် အယိတ်တည်းအချာယံနေပေါ့သဘောမှာပြောမဲ့လို့ဆိုရင်မဟာဗျမဆိုတာဘယင်ပေါ့ဗျမပရောဟိတာဆိုဘူဂျိမယသေနာပတိဗျမပရိသေသာဆိုတိုင်းလူပြည်သားတွေပေါ့ဗျမတွေကလည်းပဲဒီလိုသဘာဝအရာခွဲခြားတယ်သူတို့ခွဲခြားတော့ဆိုတော့သူတို့လုပ်ခဲ့တဲ့ကုသကံခွဲခြားတယ် သန္တဝိရိယဝိမန္တစိတ်တလို့ဆိုတဲ့စိတ်အခြေအနေတွေကအောက်တန်းကျလို့ရှိရင်ခုနဗျာမပါရိသ္စာဘုံမှာဖြစ်တယ်။အလေလတ်ဆိုရင်ဗျာမပရောဟိတဘုံမှာဖြစ်တယ်။အမြတ်တန်းကဆိုလို့ရှိရင်မဟာဗျာမဖြစ်တယ်။မဟာဗျာမကတော့အမြတ်ဆုံးပဲပေါ့။အဲ့ဒါလို့သူတို့ကတဘုံထဲမှာပဲနေကြတယ်။ဒါပထမဇန်၃ဘုံလို့ခေါ်တယ်။ပထမဇန်၃ဘုံဟာ သို့တော့တပြင်းထဲမှာနေကြတာ။ဟိမြတ်စွာဘုရားသိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန္တာတို့ဗြဟ္မပြည်ရောက်သွားတဲ့အခါမှာမဟာဗြဟ္မာယောဗြဟ္မပရောဟိတရေယောဗြဟ္မပါရိသ္ဆာယောဗြဟ္မပြည်ကပရိသတ်တွေရောက်လာကြတယ်။ရောက်လာတဲ့အခါကျတော့သိခိမြတ်စွာဘုရားအဘိဓုယဟန်ကိုတိုက်တွန်းတယ်။ ဖြစ်မနာဟောဖြစ်မပိဋကတိရောက်လာပြီမင်းတရားဟောလိုက်ပါဖြစ်မပိဋကတိကိုတရားဟောပါတရားဟောခိုင်းရသော်ဘုရားကဘေးကအသာထိုင်နေပြီသူတပည့်ကိုတရားဟောခိုင်းတယ်နော်အဲ့တော့အဘိဓမ္မာရဟန္တာကြီးကလည်းပဲရသော်ဘုရားခိုင်းတဲ့အတိုင်းတရားဟောတာပေါ့ဘုရားရှိခိုးထိုင်ပြီးတရားဟောအဲ့ဒီလိုလေတရားဟောလိုက်ရောတရားဟောပြီးတဲ့အခါ ตาတို့မခေါ်ကြပဲနဲ့မြမာတွေကကဲ့ရကြတယ်ဝိုင်းပြီးတော့ဘာလို့ကဲ့ကိုလေးစားအပ်တဲ့ဆရာသမားဖြစ်တဲ့ဖရာရဲ့ရှေ့မှာဒီကိုယ်တော်ကတရားဟောရခေါင်းလားဆိုပြီးတော့မကြည်လက်ကြဘူးတို့ကဆရာရဲ့ရှေ့မှာဒုဒတ်လုပ်တယ်ဆိုတဲ့အတွေ့နဲ့တို့ကကဲ့ရအရှုပ်ချကြတယ်အေးအားရပါပဲ ုဆရာရဲ့ရှေ့မှာတရားတွေဟောလို့လူတက်ကြီးလှုပ်လို့ဆိုပြီးတော့ကဲ့တာအဲ့လိုကဲ့တဲ့အခါမှာမြတ်စွာဘုရားကအဘိဓုရဟန်းတော်ကိုပြောတယ်အဘိဓုရမင်းကိုတော့ကဲ့ရနေကြပြီတဲ့ပြမာတွေကအဲ့တော့မင်းပို့ပြီးတော့အစွမ်းတကူပြပြီးတော့တရားကိုထိတဲ့ချေချေထပြီးတော့ဟောလို့ဆိုတော့အဲ့ဒီမှာ တကူအဋ္ဌိပတ်တွေကအသုံးချပြီးတော့အဘိဓုယဟန်ကဘလို့ဟောတော့ဆိုလို့ရှိရင်တရားဟောတဲ့အခါရိုးရိုးတယ်ဟောတာမဟုတ်ဘူးပြမာတွေကိုအစွမ်းတကူပြလိုက်တာတရားဟောနေရင်အဘိဓုယဟန်ရဲ့အောက်ပိုင်းခန္ဓာကိုယ်ကြီးကမမြင်ရဘူးအပေါ်ပိုင်းလေးတွေခန္ဓာကိုယ်ပုံစံအမျိုးမျိုးပြလိုက်တာတရားဟောနေတဲ့အချိန်မှာအထက်ပိုင်းမှမြင်ရတယ်အောက်ပိုင်းကမမြင်ရဘူး တခါတခါတရားဟောတဲ့အခါမှာအောက်ပိုင်းသာမြင်ရပြီးအထက်ပိုင်းမမြင်ရခန္ဓာကိုယ်တဝက်ဖြောက်ပြီးတော့ဟောတာအာဩဘယဖြစ်အောင်တဝက်ဖြောက်ပြီးတော့ဟောတာစိုင်းတတိပြလိုက်တာပေါ့ပြမမျိုးစိနဲ့တောင်မမြင်ရဘူးဆိုတော့သူဘလို့လုံးဖြောက်နော်ခုခေတ်ကလူတွေကထူးထူးဆန်းဆန်းလုံးပြမှာခုခေတ်ကမဟုတ်ဘူးလူတွေဆိုတာရောပြမတွေရောတူတူပါပဲ ထူးထူးဆန်းဆန်းလုတ်ပြတ်နိုင်မှလူကစိတ်ဝင်စားတာဟုတ်ရိုးရိုးဆိုစိတ်ဝင်စားဆန်းလန်းလေးတစ်ခုရှိတယ်သူပြေကမဟာပနာဒဆိုတဲ့မင်းသားရှိတယ်အဲ့ဒီမင်းသားရဲ့ဘယ်တော့မှမပြုံးမှုတယ်ဘယ်တော့မှမရှိဘူးအဲ့မင်းသားဘယ်တော့မှမပြုံးဘူးအဲ့တော့သူ့ကိုပြုံးအောင်လုပ်နိုင်လို့ရှိရင်ဘယင်ကဆုချမယ် လူတွေဟာသူပြောအောင်လိုက်ပြီးတော့ကြိုးစားတာခုခေတ်လူရှင်တော်တွေလည်းသူပြောအောင်လုပ်နိုင်မှာမဟုတ်ဘူးเนาะအေးပြောအောင်ကြိုးစားကြရည်စရာတွေပြောကြလုပ်ပြအမျိုးမျိုးလုံးဝမပြုံသူမျက်နှာကြီးအတီတီကြီးအဲ့ဒီလိုကြိုးစားရတာ7နှစ်ကြာမပြုံလူတွေကြားတော့ကတော့သူကပြုံးကိုမပြုံးဘူးလေအဲ့ဒါနဲ့တရားမင်းက လက်ပြေစတိတ်ရှိုးကနေပြီးတော့ဟိုကကြေတဲ့တရားကိုလွတ်ပေးလိုက်တယ်။အဲ့ဒီမဟာပနာဒမင်းလားဟာမပြုံးလို့ပြောတယ်။မင်းပြုံးအောင်သွားလုပ်ချင်ရည်ဆို။သို့မဟုတ်နတ်လူရှင်တော်ပေါ့။နတ်လူရှင်တော်လွတ်လိုက်တယ်လို့ပြောရမှာပေါ့နော်။ခုခေတ်တိဒါလည်းအဲ့ဒါကိုနတ်လူရှင်တော်ဆိုရင်ပြုံးတော့ပြုံးမယ်ချက်နဲ့ကြာ။အေးခုခေတ်လူတွေကတော့ဟာသသမားတိုင်းပြုံးရတာပါပဲ။ အဲ့ဒီမဟာပဏာတမင်းသားလုံးဝမပြုံးလို့ဟိုကလက်ပြေကလွတ်လိုက်တဲ့လက်ကခြေတဲ့ကဘာလုပ်ပြတော့လို့ဆိုသူက dance လုပ်ပြတာ dance လုပ်တာဘယ်လိုလုပ်တော့ဆိုရင်သူကရလုံးလေးကတစ်ဖက်သေးတင်လှုပ်ပြီးတော့ကပြတယ်တချမ်းလှုပ်အကအကိုကပြတယ်ခန္ဓာကိုယ်ကြီးကြွက်ရလုံးလေးတစ်ဖက်ပဲလှုပ်တယ်လက်တစ်ဖက်ပဲလှုပ်တယ်ခြေတော်တစ်ချောင်းပဲလှုပ်တယ်ကြံတဲ့ဘက်ကယေး ။နောက်တစ်ခါကိုဘက်ကလှုပ်ဒီဘက်ကငြိမ်းအပေါ်ဘက်လှုပ်အောက်ဘက်လှုပ်အဲ့လိုအမျိုးစုံတစ်ချမ်းလှုပ်အကပြတဲ့အခါကျတော့မဟာဗဒရမင်းသားနည်းနည်းလေးပြုံးတယ်အဲ့ဒီအဲ့ဒီကာလာကိုကြည့်ပြီးတော့အဲဗမာပြည်ကအခုလူပြည်မှာတစ်ချမ်းလှုပ်အကမပေါ်သေးဘူးနော်တစ်ချမ်းလှုပ်အကတကယ်တစ်ချမ်းနဲ့ပဲအဲ့ဒါတစ်ချမ်းလှုပ်အကကကြရလို့ရှိရင်တော့တချမ်းလေဖြတ်ထားတဲ့လူကခိုင်းတော့ရကောင်းရလဲ အဲ့တော့လည်းပဲအထက်ကရာထဲမှာမတန်းတင်ထားတာလေးရှိထူးထူးဆန်းဆန်းပေါ့တော်ဟောရီဘိက္ခုယဟန်ကလည်းပဲရှိတယ်ခန္ဓာကိုယ်တဝက်ကိုယ်သာပြပြီးတဝက်ကိုမမြင်အောင်လုပ်ပြီးတရားဟောတယ်ခန္ဓာကိုယ်အပေါ်ပိုင်းကိုပြပြီးအောက်ပိုင်းကိုမမြင်အောင်လုပ်ပြီးတရားဟောတယ်ဩအောက်ပိုင်းကိုသာမြင်ရပြီးအပေါ်ပိုင်းမမြင်အောင်လုပ်ပြီးတရားဟောတယ်အဲ့ဒါလို့အမျိုးစုံတကောအဓိပ္ပာယ်တွေလည်းလုတ်ပြတဲ့အခါကျတော့ အဲ့ဒီကြတော့ဗြမာကြီးတွေကဟာအဟောစရာကောင်းလိုက်တာဒီကိုယ်တော်တေတကူကြီးတာပဲသူတို့တော့မတတ်နိုင်ဘူးအမတန်အစံတကူကြီးပါပဲလေဆိုဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်အဲ့ဒီကြတော့မှအဘိဗုယဟန်ကိုခြင်ကြီးသွားတာတဲ့အဲ့ဒီချိန်မှာအဘိဗုယဟန်ကမြတ်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်လူပြည်တော်က ယဟန်တန်ဃာတွေနဲ့စမိစ္ဆာယပြောရင်ကနေဒီဗြမပြေကနေပြီးတော့ယုပြေကကြားအောင်သူတရားဟောနိုင်တယ်အခုလိုမိုက်တွေပါလေမပါဘူးเนาะဗြမပြေကခဏဗြမပြေနဲ့လူပြေဆိုအလွန်ဝေးတယ်ကြောက်တုံးကြီးကြောက်ရှာကြီးကိုချနိုင်ရင်လေးလကြာမှလူပြေရောက်မှာဆိုဘလောက်ဝေးတယ်ဆိုစဉ်းစားတာကြည့်ပေါ့ အခုနေရီလာရီဆိုတာစတုမာတဲ့ပုံပဲရှိတယ်ပေါ့အဲ့ဒီတဲ့အလွန်မြင့်တဲ့ကောင်းငင်ရဲ့ထက်ထဲမှာရှိတာဆိုတော့အဲ့ဒီဖြမဖြေကနေပြီးတော့ဟောတရားဟောတာကိုအောက်ကတန်ဃာတွေကြောက်အောင်သူဟောနိုင်တယ်ဆိုတာကိုသူပြောခဲ့ဘူးတဲ့ဆိုတော့မြတ်စွာဘုရားကအေးဒါဆိုလို့ရှိရင်လူပြေကကိုယ်တော်တွေကြောက်အောင်မင်းတရားဟောလို့ဆိုတော့ စัจ java လာတပေါင်းကနေကြားရအောင်အဋိဌာန်လိုက်တယ်အဋိဌာန်လိုက်တဲ့အခါကျတော့အဋိဌာန်ပြီးတော့ဂါရလေးတပုတ်ဂါရလေးတပုတ်ကိုညွတ်တယ်အဲ့ဒီဂါရလေးတွေကလည်းအမတန်တန်လို့ရှိတဲ့ဂါထာတွေပေါ့အာရပတ္ထနိကမထယုံစထဗုဒ္ဓတာဝနိဒုနာထမစ္ဆုလောတေနံ နလာခါတံဝကုံစရောဆိုတဲ့ခါထာလေးတစ်ခုပထမရွတ်လိုက်တယ်။အာရဗ္ဗထနိဂမထယုံစထဗုဒ္ဓသာသနီဆိုတဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားသာသနာတော်မှာကျိုးစားကြပါအထုကြပါနော်ဆွဲဆွဲမြဲမြဲအလုံးလုံးကြပါတိုက်တွန်းလို့ဆိုတာသာသနာတော်ကြီးနဲ့ကြုံတွေ့ပြီးတော့မိမိလျော့လျော့မနေနဲ့ကျိုးစားကြလို့ဒီလိုပြောတယ်။တခုလုံးကြရမယ် တရားဓမ္မနဲ့ပတ်သက်ပြီးမသိသေးအောင်ကြိုးစားကြရမယ်။ဒုနာထမစ္ဆုသောတေနံလလာကာရံဝကုသောကျူရိုးတွေနဲ့ဆောက်ထားတဲ့အိမ်ကိုဆင်းလကောင်ကဝင်ပွေပြီးတော့ချိန်ပုံးပြစ်တယ်လို့ပဲတင်းကြီးရဲ့စစ်ပြတ်တဲ့ဖွယ်ဖြစ်တဲ့ကိရိတာတွေကိုလည်းပဲချိန်ပုံးပြစ်ကြပါလို့ဒီလိုပြောတာ။ ဒါကိုထလေးလုံးကထာလို့လည်းခေါ်ကြတယ်။အရပ္ပထနေကမထယုံဇထဗုဒ္ဓသာသနိဒုနာထမစ္ဆုနောတေနံနလကရံဝကုသလော။ဆင်းကြီးဟာချုပ်ပြန်အိမ်ကိုခြေမုတ်ပြီးတော့ဖြတ်စည်းပြစ်တယ်လို့။ဒီနေ့စਿੱတိဘောပါဖြစ်တဲ့ကိလေသာအတော်ရင်ကံတရားတွေကိုခြေမုတ်ပြစ်ကြ။တသောဗျာသာသနာတော်မှာ ပေါ်ပေါ်လျော်လျော်မနေကြတဲ့ကျိုးစားကြဒီလိုဒိဗေရတဲ့ခါတာတပုတ်ကိုခေါ်တယ်။ပြီးတဲ့အခါဒုတိယဆက်ရတဲ့ကထာကယောဣမတ်သမေဓမ္မဝိနည်းအပ္ပမတ်တောဝိဟရတိဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံဂရိတတိအကျိုးကျေးဇူး